မင်္ဂလာပါဗျာမိတ်ဆွေများအားလုံးကျမ်းမာပေးခင်ကြပါစေနိုဘလာတရနေ့ညပိုင်းနွေသစ္စာ channel ကနေပြီးတော့နောက်ဆုံးရတွန်လိုင်းသတင်းတွေကိုထုတ်နှုတ်တင်ဆက်ပေးနေပါတယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုမေတ္တာရပ်ခံလိုပါတယ်ခင်ဗျာဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒီစတောင်းမြစ်အရှိကျန်းရွာသစ်ရွာမှာတိုက်ပွဲတွေဖြစ်နေပါတယ်ဒီကြေးရွာကနေပြီးတော့တွန်လိုင်းတပ်တွေဆုတ်ခွာတယ်လို့လည်းသိရပါတယ်ခင်ဗျာ နောက်ပြီးတော့တရုတ်ဝန်ပောင်ကုမ္ပဏီကိုအခြေပြုတဲ့စစ်တပ်နဲ့တော်လှန်ရေးတပ်တွေနေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။နောက်ရုပ်ကောက်ပွဲဥပဒေနဲ့ရုပ်ရှင်ဒါရိုက်တာ၂ဦးကိုထပ်ပြီးဖမ်းခံရပါတယ်ခင်ဗျာ။တရဘောကြောင့်တဲ့စစ်ကော်မရှင်တပ်ကိုအေအေကပြစ်တင်ရှုတ်ချထားပြီးတော့ပြည်သူတွေအနေနဲ့လေချောင်းရံအကြမ်းဖက်တဲ့တံကိုတတိကြီးကြီးနဲ့ထားဖို့အထူးမေတ္တာရပ်ခံထားပါတယ်ခင်ဗျာ။အေအေကဝလမျိုးနဲ့ရတကြီးရွာကိုဒီ စစ်တပ်ကဘုံကျဲပြီးတော့ဝင်ရောက်စီးနှင်းပါတယ်။နောက်ပြီးတော့ကော့ကရိတ်မြို့နယ်ထီဖိုးဆန်ကျေးရွာနေမှာစစ်တပ်စစ်ကြောင်းကိုတက်ခိုက်တာမှာစစ်သား၈ဦးထပ်မံနဲ့တေဆုံးသွားပါတယ်။ပြီးတော့ဒီကမာပေါင်းမြို့ကနေကတိုင်တီရွာကိုစစ်ကူတက်တဲ့စစ်တပ်စစ်ကြောင်းဒီရှေ့မတိုးနိုင်မနဲ့နောက်ကိုပြန်လန်ကြတယ်လို့သိရပါတယ်ခင်ဗျာ။ဒီသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ပထမဆုံးသတင်းအနေနဲ့ကတော့ဒီစစ်တောင်းမြေအရှိန်ချမ်းရွာသစ်ရွာမှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ် နောက်တော်လိုင်းတက်တွေကတိမ့်ပိုက်ထားတဲ့ဘကိုးတန်းရေရာရှိမြို့နယ်ကရွာသစ်ကျေးရွာကိုစစ်ကောင်စီတပ်ကအင်အားအများပြားနဲ့ထိုးသိမ်းဆင်လာလို့တော်လိုင်းတက်ဖွဲ့တွေခိတ္တဆုတ်ခွာပေးရတယ်လို့သိရပါပါတယ်ခင်ဗျာဒါပေမဲ့ရွာသစ်ရွာနဲ့အနီးနားမှာတော့တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ရေရာရှိမြို့နယ်ခြေစိုက်ရဲဘော်ကဆိုပါတယ် စီရေရရေးပါတဲ့စစ်တောင်းမြေရှိချမ်းကရွာသိကျေးရွာကစစ်ကောင်စီတပ်ထိုင်စခန်းနဲ့ကာကင်းတွေကိုနေပြည်တော်တိုင်းစစ်ဌာနလက်အောက်ခံတပ်ရင်းတွေကအောက်တိုဘာ20ရက်မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ကြတာဖြစ်ပါတယ်။ဒီအောက်တိုဘာနောက်ဆုံးပတ်ကစစ်ကောင်စီတပ်ရဲ့မြေပြင်နဲ့လေကြောင်းကနေဒရဇတ်ထိုးသစ်ဆင်ခဲ့ပြီးတဲ့နောက်မှာရွာသိကျေးရွာကနေကာကွယ်တပ်ဖွဲ့တွေစုခွာခဲ့ရတယ်လို့ဆိုပါတယ်။ ။ရန်သူအင်အားကများနယ်ရွာတစ်ကခဏဆုတ်ပေးရတယ်လို့နေပြည်တော်တိုင်းစစ်ဌာနဦးစည်းချုပ်ဗိုလ်လက်ရာကပြောပါရတယ်။စွာမျိုးနဲ့တိုးမိုင်လောက်သာဝေးတဲ့ရွာတစ်ရွာကအထိုင်စခန်းနဲ့ကာကင်းတွေကိုပြန်ရဖို့စစ်ကောင်စီကစွာမျိုးအခြေဆိုင်ခလရ19နဲ့84တပ်ရင်းနဲ့ရင်းနှီးမျိုးဘက်ကစစ်ကောင်စီအင်အား400လောက်အသုံးပြုထားတယ်လို့လည်းသိရပါရခင်ဗျာ။ဒါပြင်နေတဲ့လေကြောင်းက နေပြီးတော့တိုက်ခိုက်တာတွေပါရှိနေပါတယ်။ အောက်တိုဘာ20ရက်ကရွာသိရွာတိုက်ပွဲမှာစစ်ကောင်စီတပ်ကတိုက်ရင်မှုအပါအဝင်15ဦးတေဆုံးခဲ့ပြီးတော့စစ်တုံးပါ2ဦးဖမ်းဆီးကာတိုက်ရင်မှုညီညီနိုင်လက်ရဖမ်းဆီးချိန်မှာပစ္စည်းထုတ်ပြီးခုခံတာကြောင့်အသေးပြတ်တက်လက်ရတယ်လို့နေပြည်တော်တိုင်းစစ်ဌာနကထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်တရုတ်ဝန်ပောင်ကုမ္ပဏီကိုအခြေပြုတဲ့စစ်တပ်နဲ့တော်လိုင်းတပ်တွေနေ့စဉ်တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါတယ် စကိုင်းတိုင်းစနေကြီးမြို့နယ်တရုတ်ဝန်မှကုမ္ပဏီကိုအခြေပြုပြီးတော့စစ်ကြောင်းထိုးနေတဲ့စစ်တပ်ကိုတော်လှန်ရေးတပ်တွေကနေ့စဉ်တိုက်ခိုက်နေပြီးတော့စစ်တပ်ဘက်က၄ဦးထံမှနေတည်ဆုံတဲ့အကြောင်းစနေကြီးမြို့နယ်လက်ယုံတပ်မုံရွာအင်ဗက်တာတပ်ဖွဲ့ရဲ့တိုက်ခိုက်ရေးကောင်းဆောင်မူတော့ကပြောပြပါရခင်ဗျာဒီအောက်တိုဘာ18ရက်နေ့ကစတင်ပြီးတော့စနေကြီးမြို့နယ်လက်ဘရောင်းတောင်တရုတ်ဝန်ပောင်ကုမ္ပဏီဝင်းအတွင်းမှာ အခြေချတပ်ဆွဲထားတဲ့စစ်တပ်ကပြည်သူတွေကိုလက်နက်ကြီးတွေနဲ့ ဒီပြစ်ခတ်တာစစ်ကြောင်းထိုးတာတောက်လျှောက်စုတို့လို့လှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီစစ်တပ် စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်တွေကခုခံတိုက်ခိုက်လျက်ရှိပါတယ်။ဒီနေ့ချိန်ထိထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီးတော့စစ်တပ်စစ်ကြောင်းမှာအထိနာတဲ့အခါတိုင်းမှာဒီဝမ်ပေါင်းကုမ္ပဏီအတွင်းကိုပြန်လည်ဝင်ရောက်သွားပါတယ်။အဲ့ဒီနောက်ဒီထပ်ပြီးစစ်ကြောင်းထိုးတာတွေလည်းလှုပ်ဆောင်နေတယ်လို့သိရပါတယ်ခင်ဗျာ။အော်တိုဘတ်ဆက်ရှင်ရဲ့နေကနေပြီးတော့ဒီတရုတ်ကုမ္ပဏီအတွင်းကထွက်လာတဲ့စစ်တပ်စစ်ကြောင်းကို တော်လည်းမဟာမိတ်တွေကတိုက်ခိုက်တာမှာစစ်တပ်ကနှစ်ဆယ်ကျော်ထိခိုက်ဒဏ်ရာရှိပြီးတော့အဲ့ဒီနှစ်ကစစ်သား၄ဦးတေဆုံးသွားတဲ့အကြောင်းကိုလည်းသိရပါတယ်ခင်ဗျာဝန်ပေါင်းဝန်ထဲကစစ်တပ်စစ်ကြောင်းကစလင်းကြီးပဝန်းကျင်ကိုမကြာခဏဆုတလို့စစ်ကြောင်းထိုးတယ်တော်လည်းတပ်တွေကတော့ခုခံတိုက်ခိုက်နေသေးဖြစ်တယ်အောက်တိုဘာ၁၈ရက်နေ့တိုက်ပွဲမှာတော့စစ်တပ်ကခွေးပြေးဝက်ပြေးဆုတ်သွားတယ်အဲ့ဒီအချိန်ကစပြီးတော့ထိတွေ့မှုတွေကတောက်လျှောက်ပဲသူတို့ကလက်နက်ကြီးတွေနဲ့ပြည်သူတွေနေတဲ့နေရာတွေကို ရွာတွေကိုအမြဲလိုလိုပြစ်ခတ်နေတယ်။ဝမ်ပောင်ဝင်းတဲ့ကနေစစ်တပ်ကဝင်လိုက်ထွက်လိုက်လုပ်နေပြီးတော့ရှေ့လည်းမတူရဖြစ်နေတယ်လို့တိုက်ခိုက်ရေးကောင်းဆောင်မူးတောက်ကအရှင်းပြတာဖြစ်ပါတယ်ခင်ဗျာ။ဒီတရုတ်ဝမ်ပောင်ကုမ္ပဏီဝင်းအတွင်းမှာစစ်တပ်ကတဆွဲထားတာကြောင့်တော်လိုင်းတပ်တွေကရှော့တိုက်ဒုံးတွေလက်နက်ကြီးတွေနဲ့ဝမ်ပောင်ကုမ္ပဏီဝင်းအတွင်းကိုအော်တိုဘာ30ရက်နေ့ပြစ်ခတ်မှုအတွင်းမှာဝမ်ပောင်ကုမ္ပဏီဝင်းအတွင်းမှာရှိတဲ့လျှက်စစ် transformer လက်နက်ကြီးထိမှန်ပျက်စီးသွားတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ ဝမ်ပောင်ထဲမှာအလုတ်တွေရက်သွားတယ်ကျွန်တော်တို့ကဝမ်ပောင်ကိုတက်ခိုက်တာမဟုတ်ဘူးဒါပေမဲ့ဝမ်ပောင်ကုမ္ပဏီကစစ်ခွေးတွေကိုလက်ခံထားလို့ဝင်းထဲမှာရှိတဲ့စစ်ခွေးတွေကိုကျွန်တော်တို့တက်ခိုက်တာ ဖြစ်တယ်အဲ့ဒီလိုစစ်ခွေးတွေကလက်ခံနေရင်တော့အပြစ်ခံနေရမှာပဲအပြစ်မခံခြင်းရင်စစ်ခွေးတွေကိုမောင်းထုတ်လိုက်ပါလက်မခံနဲ့လို့စလင်းကြီးမျိုးနယ်ကတော်လိုင်းတပ်ဖွဲ့ဝင်တအူးကအရှင်းပြပါဗျာ လက်ရှိမှာတရုတ်ဝန်ပေါင်းကုမ္ပဏီအနည်းဝန်းကျင်မှာရှိတဲ့ကျေးရွာတွေအားလုံးမှာစစ်ရှောင်နေရပြီးတော့စစ်တပ်ကစစ်ကြောင်းတွေခွဲလို့စလင်းကြီးမျိုးနယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြောင်းဒေသခံတော်လိုင်းတရင်အေးမြစ်တွေထံကနေပြီးတော့သိရပါတယ်ခင်ဗျာနောက်တရင်တစ်ပုဒ်ကတော့ဒီရွေးကောက်ပွဲဥပဒေနဲ့ရုပ်ရှင်ဒါရိုက်တာနှစ်ဦးထပ်ပြီးတော့ဖမ်းခံလိုက်ရပါတယ်ခင်ဗျာ ရုပ်ောက်ပွဲဝါဒဖြန့်စကားနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်ဆာမျက်နှာ Facebook ပေါ်စန့်ကျင်ရေးသားချက်တွေကိုထောက်ခံအားပေးတယ်လို့ဆိုပြီးတော့ရုပ်ရှင်ဒါရိုက်တာတက်လွင်ခသဘူထွန်းတက်လွင်နဲ့အောင်ချမ်းလူခအေးချမ်းအောင်တို့ကိုဖန်ဆီးထားပြီးတော့ပါတီတုံဒီမိုကရေစီထွေထွေရုပ်ောက်ပွဲကိုနှောက်ရှက်ဟန်တာဖျက်ဆီးတာကနေကာကွယ်တဲ့ဥပဒေအပါဝင်ပြည်မှုဆိုင်ရာဥပဒေတွေနဲ့ထိရောက်စွာရေးယူမှာဖြစ်တယ်လို့အနာသိစက်ကမနေ့ကရစွဲနဲ့သတင်းထုတ်ပြန်လိုက်ပါတယ်ခင်ဗျာ။ သူတို့ဟာဒီစစ်တပ်အနာသိမ့်မှုကိုထောက်ခံမှုမရှိတဲ့ပြင်စစ်တပ်ကျင်းပတဲ့ရုပ်ောက်ပွဲအောင်မြင်ရေးလှုပ်ဆောင်တာတွေကိုလည်းအမှုပညာကဏ္ဍကပါဝင်မှုမရှိခဲ့ကြောင်းနဲ့ပါဝင်တဲ့အမှုပညာရှင်တွေအပေါ်မှာလည်းဒီလူမှုကွန်ရက်တွေကနေပြီးတော့ဝေဖန်တာတွေကိုထောက်ခံအားပေးတဲ့အကြောင်းစစ်တပ်ကဆွဆွဲထားပါတယ်ပီဂရဲအော်တိုဘလာ29ရက်နေ့ကလည်းရွက်ကောက်ပွဲမထောက်ခံတဲ့ဆွဆွဲချက်တွေနဲ့ဒါရိုက်တာမိုက်တီခတန်ထွန်းဇော်တျုပ်ဆောင်ဂျုံဝင်းထုတ်ခဂျုံမင်းထွန်းနဲ့ဟာတာတျုပ်ဆောင် ။ပုံတိုင်းခဇော်မြင့်တို့ကိုလည်းစစ်တပ်ကဖမ်းဆီးခဲ့ပါသေးတယ်ခင်ဗျာ။အနာသိစစ်တပ်အနေနဲ့၎င်းတို့ခြေလက်ကျင်းပမဲ့ယူကောက်ပွဲလှုံ့ဆော်ရေးအတွက်တရုတ်ဆောင်တွေကိုဝါရဖြန့်ဇလကားတွေရိုက်ကူးထိုးလွှင့်ဇီလျက်ရှိရမှာပါဝင်တဲ့တရုတ်ဆောင်တွေကိုဝေဖန်တာနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ဖိနှိပ်ဖမ်းဆီးဖို့လှုံ့ဆော်လျက်ရှိပါတယ်။ဒီစစ်တပ်ဝါရဖြန့်သတင်းစာတွေရဲ့ဖော်ပြချက်အရမှာရွက်ောက်ပွဲအပေါ်ဝေဖန်ဆန့်ကျင်တယ်လို့ဆိုပြီးတော့ပါတီသုံးဒီမိုကရေစီအထွေထွေရွက်ောက်ပွဲကို နောက်ဆက်ဟန်တဖြစ်စည်းတာကနေကာကွယ်ရေးဥပဒေနဲ့ဖန်စည်းထားတဲ့သူတရားလောက်ရှိပြီဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတေဘောကြောင့်နဲ့စစ်ကောမရှင်ကိုအေအေကရှုံချထားပါတယ်။နောက်ပြီးတော့ဒီပြည်သူလူထုကိုလည်းဒီအကြမ်းဖက်စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကနေပြီးတော့အထူးသတိထားရှောင်ကြဉ်ကြဖို့လူကိုလည်းတတိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဒီအရကတက်တော် A ကစစ်ကော်မရှင်တပ်ကပြည်သူလူထုကိုပြစ်မှတ်ထားအကြမ်းဖက်တိုက်ခိုက်နေတာကိုရှုံ့ကြပြီးတော့လူထုကိုလည်းအကြမ်းဖက်တိုက်ခိုက်တဲ့ရန်ကိုအထူးသတိထားဖို့အောက်တိုဘာ31ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်လက်ရှိအချိန်မှာရခိုင်တပြည်လုံးစစ်ကောင်စီလက်လွတ်ရမယ့်အခြေအနေဖြစ်နေတယ်လို့ရခိုင်နဲ့မကွေးပဲခူးအေရော်တီတိုင်းအဆက်တွေအထိတိုက်ပွဲတွေပြင်းထန်နေခြင်းလည်းဖြစ်တယ်လို့ဖော်ပြထားပါတယ် ပြီးတော့ဒီအကြံဖက်စစ်တပ်ကော်မရှင်ဟာဒီစစ်ရေးနိုင်ငံရေးအဖက်ဖက်ကရှုံးနိမ့်နေပြီးတော့2025ခုနှစ်အတွင်းမှာရှမ်းမြောက်စစ်ဒေသမှာ MNDAA TNL အဖွဲ့တွေနဲ့ပြစ်ခတ်ရစေးလုံနိုင်ပေမဲ့လည်းရခိုင်ဒေသပါဝင်နိုင်ငံနှံ့စစ်ရေးပြတ်မှတ်မဟုတ်တဲ့လူနေအိမ်စားသင်ကျောင်းနဲ့ဘာသာရေးအဆောက်အုံဆေးရုံစည်းကမ်းတွေကိုနေ့စဉ်ရက်ဆက်ဘုံကျဲတိုက်ခိုက်နေတာဟာစစ်ရာဇဝတ်မှုကျူးလွန်နေတာဖြစ်တယ်လို့လည်းပြောပါရတယ်။ ဒါဟာစစ်ကောင်စင်တပ်အနေနဲ့တရေဘောကြောင့်တဲ့လုပ်ရဖြစ်ပြီးတော့နိုင်ငံရေးအရှုံးတွေကိုဖုံးကွယ်ကျင်တာလည်းဖြစ်တယ်လို့လည်းမှတ်ချက်ပြုထားပါတယ်။အကြမ်းဖက်စစ်တပ်ကနိုင်ငံအနှံ့ပြည်သူမျိုးရွာစာတင်ကြောင်စိတ်ယုံစိတ်ကဘာသာရေးအဆောက်အုံနဲ့လူနေအိမ်တွေကိုနေစဉ်ရက်စက်ပြစ်မှတ်ထားတိုက်ခိုက်နေတယ်လို့အရကဒေတာမှလည်းလေကြောင်းရေကြောင်းလက်နက်ကြီးဒရုန်းနဲ့တိုက်ခိုက်လာနိုင်တာကြောင့်အရင်ကတည်းကပူပြီးစစ်ရေးတတိနေရောညာရောအပြေအဝရှိဖို့ကိုလည်းအထူးတိုက်တွန်းထားပါရခင်ဗျာ။ အခုရပိုင်အတွက်မှာစစ်ကောင်စီတပ်ကရှမ်းမြောက်မှာ DNL နဲ့ပြည့်ရပ်ပြီးတဲ့နောက်မှာဒီအရကတ်တပ်တော်အေထင်းကျုတဲ့ဒေသတွေကိုလေကြောင်းတက်ခိုက်တာတွေပို့ပြီးအချိန်မြင့်တက်ခိုက်လာတယ်လို့လည်းစီရေးကခတ်တွေကပြောဆိုကြပါရခင်ဗျာနောက်သကိုင်းတိုင်းဝက်လက်မြို့နယ်ကရတကြီးရွာကိုစစ်တပ်ကဘုံကျဲပြီးတော့ဝင်ရောက်စီးနင်းနေတယ်လို့သိရပါဗျာ ။စကိုင်းတိုင်းဝက်လက်မြို့နယ်ရတာကြီးကျေးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းကနေပုံကျဲပြီးတဲ့နောက်မှာစစ်သားတွေဝင်ရောက်စီးနင်းနေတယ်လို့ဒေသခံတရင်ရင်းမြစ်တချို့ကပြောကြပါတယ်။ဒီကနေ့နိုဝင်ဘာလ၁ရက်မနေ့9ရက်ဝန်းကျင်မှာတမ33ကနေလာတဲ့ MI 79ရင်းနှစ်စီးနဲ့ရတကြီးကျေးရတဲ့ကိုစစ်ကောင်စီတပ်သားတွေပြေးပို့ခဲ့တာလို့ဆိုပါရခင်ဗျာ။ဒါ့အပြင်ဒီပိုင်းနှစ်တက်မှာပဲဆက်တက်လေဒီနှစ်စီးနဲ့6ကြိမ်ထက်မနေ့ဘုံကျဲခဲ့တယ်လို့လည်းဝက်လက်မျိုးနယ်စည်ရေးတရင်ရင်းမြစ်ကပြောပါရတယ်။ ယတာကြီးပတ်ချက်လဲနေမီရှင်းလေးလှုပ်ချင်တာနဲ့တူတယ်ဘုံတွေကတော့ယတာကြီးကျေးရွာတဲကိုပဲကျဲတာလို့၎င်းကပြောပြပါတယ်ခင်ဗျာအဲ့ဒီယတာကြီးကျေးရွာဘုံကျဲခံမှုနဲ့ပတ်သက်ပြီးတော့ထိခိုက်ပျက်စီးမှုအသေးစိတ်မသိရသေးပဲစုံသန်းနေသေးပဲလို့လည်း၎င်းကဆိုပါတယ်ယတာကြီးကျေးရွာဟာဝက်လက်မြို့နယ်အနောက်ဖက်ချမ်းကနေအရာတော်မြို့နယ်ကိုချိတ်ဆက်ထားတဲ့ကမ်းလမ်းပိုင်းပေါ်မှာတရှိပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလတတိယပတ်ကအရာတော်မြို့နယ် တလဲပါပြူစောတိရွာကနေဝက်လက်မျိုးနဲ့ကြောက်ကုန်းကြီးရွာဘက်ကိုစစ်ကြောင်းကဒီထိုးခဲ့ပါသေးတယ်အဲ့ဒီစစ်ကြောင်းကိုအောက်တိုဘာ21ရက်ကနေ26ရက်နေ့ထိတိုက်ခိုက်တာမှာစစ်ကောင်စီတပ်သားအလောင်းတချို့နဲ့လက်နက်တလက်သိမ်းရခဲ့တယ်လို့ကာကွယ်ရေးတပ်တွေကထုတ်ပြန်ထားပါတယ်ခင်ဗျာ။နောက်ကရင်ဘက်ကစစ်ရေးတရင်တွေကိုတွားကြည့်ပါရစေ။အဲ့ဒါကတော့ဒီ မနေ့ကအော်တိုဘာလ31ရက်ညပိုင်းကကော့ကရီမြို့နယ်ထီဖိုးဆန်ကြေးရွာဘက်ကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်တွေကဖျက်တောက်တိုက်ခိုက်တာမှစစ်သားရှိဦးထက်မနဲ့တေဆုံးပြီးတော့အများအပြားဒဏ်ရာရှိပြီးတော့တပ်ကပြန်ဆုတ်သွားတယ်လို့လည်းသိရပါတယ်ခင်ဗျာအလောင်းကတော့ရှင်းလောင်းမဲတွေ့တယ်တခြားထိကိုက်မှုတွေလည်းရှိအောင်မဲ့တိုက်ပွဲကမနေ့ညကဖြစ်တာဒီမနေ့နယ်မြေတက်ရှင်းလင်းရင်းနဲ့လောင်းတွေတွေ့တာ ဖြစ်တာကတပ်မတစ်ဖက်ချမ်းရှိတဲ့နေရာမှာ စစ်ကြောင်းကရောက်ပြီးတိုက်ပွဲဖြစ်တာပါကျွန်တော်တို့ဘက်ကစစ်ကြောင်း၃ကြောင်းပေါ်လို့ကရင်စစ်ရေးတရင်ရေးမြေကရန်ကုန်ခေတ်တရင်ဌာနကိုပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာဒီအောက်တိုဘာ15ရက်နေ့ကစလို့အကြံဖက်စစ်ကောင်စီကကောက်ကရင်မြို့နယ်မြောက်ပိုင်းမှာရှိတဲ့ခြေရွာတွေကိုစစ်ကြောင်းထိုးကမြပရိုင်ခြေရွာသားတူကိုဒီတပ်ဖြတ်မှုအပါအဝင်ပြည်သူ၄ဦးကိုတပ်ဖြတ်ခဲ့ပြီးတော့အရတားပြည်သူ20ဝန်းကျင်ကိုလည်းဖမ်းဆီးထားတယ်လို့သိရပါတယ်ခင်ဗျာ ဲ့ဒီလိုဖန်တာတဲ့ပြည်သူတွေကိုရိုက်နှက်စစ်ဆေးတာလမ်းပြဖြစ်တော်၎င်းလူသားတိုင်းဖြစ်တော်၎င်းစစ်ကြောင်းရှိသူကနေတက်ခိုင်းပြီးတော့စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့လည်းသိရပါတယ်။ဒါကြောင့်ကော့ကရစ်မျိုးနယ်မြောက်ပိုင်းနဲ့တောင်ပိုင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့အချမ်းဖက်စစ်သားတွေထိခိုက်ဒေဆုံးမှုများပြားကစစ်သားအလောင်းတွေလည်းပုံဩနေတဲ့အကြောင်းအချမ်းဖက်စစ်သားစစ်ကြောင်းမှာအာရှလမ်းမအကြီးပေါ်မှာရှိတဲ့ဒေါနာတောင်လမ်းဟောင်းနေရာကိုပဲရောက်ရှိနိုင်တာမရှိသေးဘူးလို့သိရပါတယ်ခင်ဗျာ။ နောက်ထပ်ကင်းပြည်နယ်သတင်းတစ်ပုဒ်ကိုဆက်ပြီးတင်ပြလိုပါရစေ။အဲ့ဒါကတော့ကင်းပြည်နယ်ဖပုံခရိုင်ကမမောင်မြို့ကနေကတိုင်တိတပ်စခန်းစီစစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းကို KNU တပ်မှ၅ပူပေါင်းတပ်တွေကဒီတိုက်ခိုက်ခဲ့တာမှာစစ်ကောင်စီတပ်စစ်ကြောင်းပြန်လည်ကြသွားတယ်လို့တပ်မှ၅ပြောရေးဆိုခွင့်ရှိသူပုံမှုကြီးစောကလေတို့ကပြောပါတယ်ခင်ဗျာ။ဒီပြီးခဲ့တဲ့ရက်ပိုင်းအောက်တိုဘာ30ရက်မှာကမာမောင်းမြို့ဝါတူးကြီးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီစစ်ကြောင်းကကတိုင်တိစခန်းဘက် ရှစ်ကူဘေးပို့အတွက်ဒီကမာမောင်းဖပွန်လန်းအတိုင်းတက်လာရမှာတိုက်ပွဲဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ KNU တက်မှာငါပူပေါင်းတက်တို့ရဲ့တိုက်ခိုက်တာတွေကြောင့်စစ်ကောင်စီတက်ခါရှေ့မတိုးနိုင်ပဲနဲ့ပြန်လန်ကျသွားတယ်လို့ဘုံမူကြီးစောက်ကလေးတို့ကအသိပေးပါတယ်ခင်ဗျာ။ကမာမောင်းကနေပြီးတော့တက်လာတဲ့စစ်ကူစစ်ကြောင်းပါအဲ့ဒီကောင်ကတော့ဒီဝါတူးမှာပဲရှိသေးတယ်အပေါ်တော့မတက်လာသေးဘူးဒါပေမဲ့တနေ့တော့သူတို့ကြိုးစားပြီးတော့တက်လာသေးတယ် ဒါပေမဲ့ဒီဘက်ကနေပြီးတော့ထိုးတဲ့ခါကျတော့သူတို့ပြန်လန်ကြသွားတယ်ပြီးတော့အဲ့ဒီဝါဒုမှာပြန်နေတယ်လို့ဒီဘက်ကနေသတင်းပေးပို့တာတွေသိရတယ်လို့ဘုံမကြီးစောက်ကလေးတို့ကပြောပါတယ်ခင်ဗျာကမာမုံဖာပွန်လမ်းပေါ်မှာရှိတဲ့ကတိုင်တီစခန်းထဲမှာစစ်ကောင်တီတိုက်ရရာကဏ္ဍရှိပြီးတော့အဲ့ဒီစခန်းစီကိုစစ်ကူပေးနိုင်ဖို့အတွက်ကမာမောင်မျိုးကနေတဆင့်စစ်ကောင်တီတက်ကစစ်ကြောင်းအချင်းချင်းထိုးခဲ့ပေမဲ့လည်းဂျားဖြတ်တိုက်ခိုက်ခံရတာတွေကြောင့်ရှေ့ဆက်မတူရပဲ ဒီဝါဒုကျေးရွာမှာအခြေချတပ်ဆွဲထားတာဖြစ်ပါတယ်ဒီကမာမောင်းမြို့နဲ့ကတိုင်တိရွာဟာ Google Map ရဲ့အကွာဝေးတိုင်းတွာချက်အရဆိုရင်27မိုင်ဝေးပြီးတော့ဝါဒုရွာကအဲ့ဒီလမ်းပေါ်မှာရှိတာပါဝါဒုရွာကတော့ကမာမောင်းမြို့ပေါ်ကနေဆိုရင်တော့9မိုင်သာဝေးတယ်လို့သိရပါတယ်ခင်ဗျာနိုဝင်ဘာလတရက်နေ့ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမြတ်သားပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပြီးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းတော်လိုင်းသတင်းကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ